အတန်ချက်ဆက်ပိတ်ခဲ့တဲ့နယ်သာလန်နိုင်ငံသားဟာတာသနာညှိုးနှံစေမှုပုံမှလူဝင်မှုကြီးကြပ်ရေးဥပဒေပုံမှ73တိတိုနဲ့တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။တရားစွဲခံထားရတဲ့ပုံမှနှစ်ခုအတွက်တရားလိုပြတက်တဲ့71ဦးကိုစစ်ဆေးခဲ့ပြီးမနှက်ဖြန်စွဲချက်တင်သင့်မတင်သင့်အမိန့်ချသွားမှာဖြစ်ပါတယ်။ဓမာယောင်အတွင်းကိုဖက်နှက်စည်းဝင်ခဲ့တဲ့အတွက်စိတ်ဆိုးတယ်လို့ဒီကနေ့ရုံးတော်မှာလာရောက်ထွက်ဆိုသူတရားလိုပြတက်တဲ့ဒေါ်ရီဝင်းကပြောပါတယ်။ဗုဒ္ဓဘာသာမြန်မာလူမျိုးဆိုတော့ဟိုဒီလိုအပန်တိတ်သွားတာလည်းဘာမှမဖြစ်ဘူး။ဘောက်ကျိုးတွေ ဖြတ်သွားတာလည်းဘာမှမဖြစ်ဘူးပေါ့နော်ဒါပေမဲ့ဓမာယုံပေါ်မှာကော့စောပေါ်မှာဖနှက်စည်းဝင်လာတဲ့အတွက်ရင်ထဲကိုတော့နင့်သွားတာပေါ့လေနင့်သွားပြီးတော့ကျတော့ကိုကိုတိုင်းကလည်းနည်းနည်းလေးဘလိုမျိုးပါတီစိတ်အားပေါ့လေဟိုဘလိုပြောမလို့တမျိုးဖြစ်သွားတာပေါ့လေတမျိုးဖြစ်သွားပြီးတော့ဟိုပေါ့ကိုစိတ်แท้ကိုပေါ့လေဒီလူကိုလိုက်ပြီးတော့ပြောချင်တာပေါ့နော်ဒါပေမဲ့ဟိုနိုင်ငံခြားသားဖြစ်နေပြီးအတွက်ဟိုဒီပြေနောက်ပေါင်းကိစ္စတွေလည်းရှုပ်လာမှလေးတွေရှိတယ်ပေါ့အဲ့ဒါတွေကြောက်လို့မလို့ကိုလည်းမပြောဘူးပေါ့ဒါပေမဲ့လူကြီးကိုတော့ပြောလိုက်တယ် တရားရင်ဆိုင်နေရတဲ့ Mr. Clark ကဓမာယုံကိုဘာသာရေးအဆောက်အအုံတစ်ခုဖြစ်ကြောင်းမသိဘူးလို့တရားခွင်မှာထွက်ဆိုထားပါဗျ။ဒီကနေ့ရုံထုံမှာမန္တလေးဒေသခံစာရေးဆရာအတိုင်းဝိုင်းကလည်းလာရောက်စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။ရင်းချင်းမှုချင်းမတိုက်ဆိုင်လို့နားလည်မှုလွဲကျင်းတာဖြစ်တယ်လို့ရုံထုံကဒီကနေ့လာရောက်လေ့လာခဲ့တဲ့စာရေးဆရာညီပုလေးကပြောပါတယ်။ဒီနေ့ဖြစ်ရတဲ့အကြောင်းကကျွန်တော်တို့ကတော့ဆွဲချက်တင်လောက်အောင်စီရင်ချက်၆လောက်အောင်အပြစ်ဒဏ်ပေးတော့ကြီးတဲ့မှုကိုမခံစားပါဘူးနော်။အရှင်ချင်းမှုရင်း မတိုက်ဆန်လို့နားလည်မှုတွဲကြတာလေ။အပြီးခနေ့အချိန်ကကြီးကြီးကျယ်ပြောများ27ပင်လုံညီလာခံကြီးကျင်းပနေတဲ့အချိန်မှာကြီးတဲ့အမှုငယ်စေပြငယ်တဲ့အမှုပပြောင်းရင်ကောင်းတာပေါ့နော်။ဒီပုံကိုလည်းကျွန်တော်ထင်ပါတယ်ကျွန်တော်ဖြူတရမဲတာမပြောသာသနာဖြစ်အောင်လာတာမှုန်ပြရနော်။သူ့မှာလည်းသူတို့လူမျိုးသူတို့ဂုဏ်သိက္ခာတွေရှိပါတယ်။အဲဒီအချိန်မှာကျွန်တော်ကတော့ဒီမှုကို ဆွဲချက်တင်တာအခုသူအချုပ်ထက်မှတော်တော်ခံစားနေရမှာပါဒီတော့ခံစားမှုနဲ့ပြင်ဒီအခုကပြီးပြတော့ပြီးထောက်ပါတော့အချုပ်ရဲ့လုံနဲ့ပြတ်တော့ပြီးလို့ထင်တယ်မြန်မာနိုင်ငံကိုအလဲအပတ်ရောက်ရှိလာတဲ့ Mr. Clark ဟာမဟာအောင်မြင်မြို့နယ်တမကုန်းရပ်ကွက်မှာရှိတဲ့ Four River Hotel မှာစက်တင်ဘာလ20ရက်နေ့ကအဖို့တဦးနဲ့အတူလာရောက်တဲခုနေတာဖြစ်ပါတယ်။စက်တင်ဘာလ23ရက်နေ့ညက Hotel မျက်နှာချင်းဆိုင်မှာရှိတဲ့သူစရိတဓမ္မယုံကအတန်ဆက်ဆက်တွေကိုတွားရောက်ပိတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်။